လုံးမဲမင်္ဂလာပါရှင်။ Audio Polarity by Immonsore Page လေးကနေပြန်လည်ပြီးကြေစုလိုက်ပါရတယ်။ဒီနေ့လီမှာတော့ဒေါက်တာဖြိုးတီယာရှိသားမျှဝေထားတဲ့စိတ်ကမ္စာနဲ့ရုပ်ကစားဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ဆောင်းပါးလေးရဲ့အစာမှာကျန်းမာရေးအတွက်အရေးကြီးတဲ့ထောက်တိုင်ကြီး၃ခုရှိပါတယ်တဲ့။အစာအာဟာရပြည့်ပြည့်ဝဝစားခြင်း၊ကောင်းစွာအိပ်စက်ခြင်း၊ကိုလက်လှူရှာမှုပြုလုပ်ခြင်း nutrition sleep exercise ကိုအတီးပတီပါတဲ့ကျမ်းမာခြင်းအဲ့ဒီသုံးခုအစဉ်ပြေးနေလားမပြေးနေလားပြန်ဆန်းစစ်ကြည့်လိုက်ပါတဲ့အဖြေကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာစိတ်ကျမ်းမာရေးကိုရထင်မပြောတော့ဘူးလားမေးစရာရှိပါတယ်။မကြာခဏလေးရှိဘူးသလိုပါပဲ။ရုံနဲ့စိတ်နဲ့ကအပြန်အလှန်ဆက်ဆက်နေပါတယ်။ခွဲပြောလို့မရပါဘူး။ရုံမကျမ်းမာရင်စိတ်လည်းမပြောသလိုစိတ်အစဉ်မပြေနေရင်လည်းရုပ်ခန္ဓာကိုကမကျမ်းမာတော့ပါဘူး။နေလို့မကောင်းတော့ဘူး။ကျမ်းမာရေးနဲ့မညီညွတ်တာတွေပိုလုံးမိပါတယ်။ အခုကလာကြစိတ်ချမ်းမာဖို့ကအတော်လေးခက်ပါတယ်အမျိုးမျိုးသောအကျက်တဲတွေစိတ်ညစ်စရာတွေပြည်နေတာကိုစိတ်ချမ်းသာမှာပဲအလုပ်တွေလုပ်နိုင်မယ် healthy lifestyle ကိုထိန်းသိမ်းနိုင်မယ်ဆိုလို့ကတော့စေခန်းတဲ့အိမ်ကုကြည်တန်းကြီးလုပ်နေရပါလိမ့်မယ်။ဒါကြောင့်ရုပ်ကနေစားရပါမယ်တဲ့။ရုပ်ခန္ဓာကိုယ်ကလှုပ်တဲ့လှုပ်ဆောင်ချက်တွေသာမှန်အောင်ထင်ကြည့်လိုက်ပါတဲ့။စိတ်ကလည်းသူ့လိုလိုပို့အဆင်ပြေလာပါလိမ့်မယ်တဲ့။ မယုံမရှိပါနဲ့ဒီ9နှစ်လုံးလုံးကျွန်တော်ဖြတ်သန်းနေတာအဲ့ဒီနည်းနဲ့ပါပဲတဲ့ဆိုတော့ဘာရီဘလူဖြစ်ဖြစ်အပေါ်ကသုံးခုကိုတတိကတ်ထားလိုက်ပါဗျံကြီးချော်ထက်မသွားသေးရဘူးဆိုတာကိုအမခံပါတယ်တဲ့ nutrition ဆိုတော့မှစားချင်တာတွေရှောက်စားတာကိုပြောတာမဟုတ်ပါဘူးတဲ့အာဟာရရှိတာတွေစားမယ်ထိမ့်ထိမ့်သိမ့်သိမ့်လေးစားမယ်လွယအောင်ပြောရရင်ဘာစားမလဲဘလောက်စားမလဲဘယ်အချိန်မှစားမလဲအဲ့ဒီသုံးချက်ကိုဂရုစိုက်ရမှာပါတဲ့ ပြီးရင်အေးဝါဝအိတ်ဖို့ပါကျွန်တော်အတွက်ဆိုရင်အေးကြီးဆုံးပဲဆိုတာကိုကိုကိုပိုတတိထားမိလာပါတယ်အေးပြည့်ရင်ကိုခံဟာကြပါပြီအစားတွေတွေ့ကြရရှောက်စားခြင်းမီခန္ဓာကိုယ်ကတောင်းတလာတာမျိုးပါမထိန်ချုံနိုင်တော့ဘူးလှုပ်ချင်ကြင်ကျင်စိတ်တွေလည်းပျောက်ဆုံးသွားပါတယ်အဲ့ဒါကလည်းကိုကညာဘက်ဖုန်းသုံးဂိမ်းဆော့ကဖင်းပါရာတွေတောက်ထားရင်ဘယ်လိုလုပ်အိပ်ပြောမလဲလीနော်မနက်ကြထားစရာမလိုရင်တော်ပါသေးတယ် နက်စောစောထားရမှာကိုညဘက်နောက်ကျမှအေးရင် nutrition အပေါ်ပါလာရိုက်ခတ်ပါပြီ။အစာရီပိုစားမိပြီးစိတ်တွေကလည်းမလန်းတော့ပါဘူး။နောက်ဆုံးတစ်ချက်ကတော့ exercise ကို activity ပါကျွန်တော်ဆိုရင်အလုပ်သဘာဝအရာအထိုင်များပါတယ်ကွန်ပျူတာရှိမှပဲနေရတာမျိုးပါအိမ်လုပ်ကလည်းတကိုယ်ရတကာရသမားမှုတိတ်လုပ်เสียရမလိုပါဘူးအဲ့ဒီတော့တခြား exercise ကိုမဖြစ်မနေလုပ်ရပါတယ်ဒီနေ့ခြေလန်းတက်တောင်းရှောက်ရပါတယ် တကယ်လို့အလုပ်အရာဖြစ်ဖြစ်အိမ်မူကိစ္စလုပ်ရလို့ဖြစ်ဖြစ်လှုပ်ရှားပြီးသားဖြစ်နေရင်တော့ဒီလောက်မလိုအပ်ပါဘူး။သို့တော့လေ့ကျင့်ခန်းတစ်ခုခုလုပ်တာလမ်းမမှန်လျှောက်ပေးတာကတော့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ကျုံးမဲ့ဆိုရင်ဒီသုံးခုကလည်းဆက်ဆက်နေတာပါပဲအစားများသွားရင်စားချိန်မမှန်ရင်ကိုလက်လေးကျင်ကန်တွေမလုပ်ချင်တော့ပါဘူးခန္ဓာကိုယ်ကြီးကလေးသွားပါတယ်အေးရေးမဝရင်လည်းလေးကျင်ကန်လုပ်နိုင်ဖို့မလွယ်ပါဘူး အိတ်ခါနီမှာပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေထားလို့ပြန်ရင်လည်းအိတ်ပြော်ဖို့ခတ်သွားပြန်ပါတယ်။ဒါကြောင့်တခုရရင်ကျန်တာတွေပါလိုက်ရိုက်နေလို့ပြောရတာပါ။ဟန်ချက်ညီညီထိန်းထားနိုင်ဖို့ကသိအရေးကြီးပါတယ်။ကျွန်တော်ရဲ့တကူစားအတွက်တော့ happiness ရဲ့ achievement လို့ပဲဆိုရပါလိမ့်မယ်။ပျော်ရွှင်မှုကဘယ်ကနေလာတယ်လဲဆိုရင်ပြီးမြောက်အောင်မြင်မှုကနေပဲလာပါတယ်။ကြီးကြီးမားမားရေမှမဟုတ်ပါဘူး။ ိုလုံရမယ့်အလုပ်တခုကိုပြီးအောင်အောင်မြင်အောင်လုပ်လိုက်နိုင်တာကလည်း achievement မှာပဲငါဒီတနေ့တာကိုအကျိုးရှိရှိ ကုံဆုံးလိုက်ရတယ်ဆိုတဲ့ခံစားချက်မျိုးပါအဲ့လိုမဟုတ်တဲ့နေ့တွေဆိုရင်မပြောတော့ပါဘူးကိုကိုကိုအသုံးမချဘူးလို့လည်းခံစားလာရပါတယ်အဲ့ဒီ achievement ရဖို့ကဘာနဲ့သွားဆိုင်လဲဆိုတော့အခုပြောခဲ့တဲ့ nutrition sleep activity အဲ့ဒီ၃ချက်နဲ့ပဲသွားဆိုင်ပါတယ် အဲ့ဓာရီကိုစနေတကြလုံနိုင်ရင်အလုတ်တွေလည်းလုံနိုင်ပါတယ်။စိတ်မပျော်လို့ဖြစ်ဖြစ်အလိုလိုက်မိလို့ပဲဖြစ်ဖြစ်အဲ့ဒီသုံးခုပေါက်ကရဖြစ်သွားတဲ့ရက်ဆိုရင်အလုတ်လုတ်ချင်စိတ်ပါကုန်ခံသွားပါတယ်။ဒါကြောင့်အခုနောက်ပိုင်းပူပူပြီးခရူးဆိုင်ဖြစ်နေတာပါ။အပေါ်မှာရေးခဲ့သလိုပါပဲ။စိတ်တွေကပြောမနေတော့စားတာတွေလည်းမမှန်၊အိတ်တာတွေလည်းမမှန်၊ကိုလက်လှောင်ရှာမှုကလည်းမရှိတော့ပါဘူး။အဲ့ဒီတော့စိတ်ကပိုမပျော်နဲ့တန်တရားလဲနေတတ်ပါတယ်။ ဒါကိုဖောက်ထွက်ဖို့ကစိတ်ပျော်ရမယ့်အချိန်တိဆောင်းနေလို့မရပါဘူးတဲ့ရုပ်ခန္ဓာကနေစာရပါမယ်ဒါဆိုစိတ်ကလည်းနည်းနည်းဖြစ်ဖြစ်တော့ပြောလာအဆင်ပြေလာပါလိမ့်မယ်ဆိုပြီးဆရာရဲ့ဆောင်ပါလေးကိုဒီညလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင် ဆရာကြီးတန်းနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒေါက်တာဖြူတီဟာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆရာကြီးတတ်ထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူအပြီးဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားတော်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလိမ့်ဒီမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆိုတော့